ကြီးကန်းဒီကဗျဲစိတ်ုံတွေကိုတကူတကဆင်းပြီးတော့အကိုက်ခံကြတာဘာကြောင့်လဲတဘာဝတရားတွေကတတဝါရီရဲ့ထူးခြားစမ်းချက်တဲ့အပြုမူတွေဟာကျွန်တော်တို့ကိုအမြဲတမ်းအံ့အားသင့်စေနိုင်ပါလိမ့်ဒီထဲကမှဉာဏ်ရည်ထမ်းမြတ်တဲ့ငှက်မျိုးနွယ်ဝေးနေဖြစ်တဲ့ကြီးကန်းဒီဟာဗျဲစိတ်ုံတွေစီကိုတွားရောက်ပြီးသူတို့ကိုသူတို့တကူတကအကိုက်ခံခြင်းဆိုရဲထူးခြားတဲ့အပြုမူတစ်ခုကိုလုပ်လို့ရှိပါလိမ့်ဒီရောက်ကတော့သိပ္ပံနေကြအန်တီလို့စနစ်တကျခေါ်ပေါ်ပြီးဘာကြောင့်ဒီလိုလှုံ့ဆော်ရသလဲဆိုတာကလည်းပဲတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါလိမ့် ဒါဟာကြီးကန်းကြီးရဲ့ကိုပိုင်တန်ရှင်ရင်နဲ့ဂျမားရေးအတွက်ရေးပါရီတဘာဝရဲ့နီလန်တစ်ခုပဲဖြစ်ပါရီဒီဗီဒီယိုလေးမှာတော့ယူသန်အန်တိန်မန်ကနေကြီးကန်းကြီးဘာကြောင့်ပျော်စိတ်တကူးတကအကိုက်ခံရလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးကြပါမယ်ကြီးကန်းနေနဲ့ဗျော်စိတ်ကြိုက်ခံရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ခန္ဓာကိုယ်တန်ရှင်းရင်းနဲ့ကပ်ပါးပူးမွားနိုင်နေရေးပဲဖြစ်ပါရည်။ဗျော်စိတ်များစုဟာ formic acid လို့ခေါ်တဲ့ဓာတ်ရုပ်ပစ္စည်းတစ်မျိုးကိုထုတ်လုပ်နေရှိပါရည်။ဒီ acid ဟာဗျော်စိတ်ရဲ့ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီးကိုက်လိုက်တဲ့အခါဆက်ပြင်းပြင်းခံစားစီရပါရည်။ ဂျီကန်ဒီဟာဗျူဆိတ်ဦးနေစီကိုသွားပြီးသူရဲ့အတောင်ပံတွေကိုဖျန့်ချက်ကခန္ဓာကိုယ်ကိုမြေပြင်မှာလဲချလိုက်ပြီးတော့ဗျူဆိတ်တွေကိုသူရဲ့အမွေးတောင်တွေကြားမှာဝင်ရောက်ခွင့်ပြုလိုက်ပါတယ်။အဲဒီအခါဗျူဆိတ်တွေကသူတို့ကိုချင်းချောက်တယ်လို့ယူဆပြီး Formic acid ကိုပန်းထုတ်ကဂျီကန်ရဲ့အမွေးတောင်တွေကိုကိုက်ခဲကြပါတယ်။ဒီလိုလို့ဆောင်ခြင်းအပြင် Formic acid ဟာကြီးကန်းရဲ့အမွေးတောင်တွေကြားရဲကကပ်ပါးပူးမွှားတွေကိုဖယ်ရှားပစ်လိုက်ပါတယ် ။ USAS ရဲ့ပိုးတတ်နိုင်တဲ့ဂုံတက်တီကြောင့်မလို့အကြီးကဲရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ဘက်တီးရီးယားပိုးမွားပြီးမှုရီနဲ့အခြားအန္တရာယ်ရှိတဲ့အင်းဆက်သေးသေးတွေကိုသေစီတာမျိုးဒါမှမဟုတ်မောင်းထုတ်တာမျိုးကိုလုံဆောင်ပေးပါရီ။ဒါဟာအကြီးကဲနေရဲ့အမွေးတောင်တွေကိုအတန်ရှင်းတက်ရက်နေစေပြီးသူတို့ရဲ့ကျန်းမာရေးကိုလည်းအထောက်အကူပြုပါရီ။ကဘာဘူမွားတွေကအမွေးတောင်တွေကိုပြန်စည်းစေပြီးတော့ရားရံနာမျိုးတွေဒါမှမဟုတ်ယောဂဘူမွားတွေဖြစ်စေနိုင်တာကြောင့်ကြီးကန်းတွေအတွက်တော့ထိရောက်တဲ့သဘာဝကုထုံးတစ်ခုပဲဖြစ်ပါရည် ဒီအန်တင်လို့ခေါ်ရပြွေးစိတ်တကူတကအကိုက်ခံတဲ့လုပ်ငန်းစဉ်ကိုလုပ်ပြီးတဲ့အခါမှာဂျီကန်နီဟာ3ရဲ့ပစံနဲ့ပြွေးစိတ်တွေကိုကောက်ယူပြီး3ရဲ့အတောင်မဏိကြောင်းအမိမှုတွေကြောင်းဒါမှမဟုတ်ခန္ဓာကိုယ်ရဲ့တခြားနေရာတွေကိုပို့တိုက်ပြီးတာမျိုးလည်းပြုလုပ်ကြပါရင်ဒီလိုလှုပ်ဆောင်ခြင်းဖြင့်ပြွေးစိတ်တွေက acid ကိုထပ်ပြီးတော့ထုတ်လုပ်ပြီးအမွှေးတောင်တွေကြားတွေကဘူးမွားတွေကိုတည်စေတာမျိုးကိုထပ်ဖြစ်စေပါရည်အချို့ဂျီကန်နီဆိုရင်ဒီလိုလှုပ်ဆောင်နေစဉ်အတွင်းမှာပဲသတိလေးမေ့မျောသွားတာမျိုးဖြစ်သွားတာဒါမှမဟုတ်ထူးခြားတဲ့အပြုအမူမျိုးတွေလောက်တာမျိုးလည်းရှိရလို့လေးလာသူတွေကအမှတ်တမ်းတင်ထားကြပါရည် ဒါပေမဲ့ဒီလိုအဖြစ်ပြက်တွေဟာဘရက်စိတ်အစရဲ့တက်ရောက်မှုကြောင့်လားဒါမှမဟုတ်တခြားအကြောင်းရင်းကြောင့်လားဆိုတာကိုတော့တိတိကျကျပြောလို့မရသေးပါဘူးဒီအန်ဒီဖြစ်စဉ်ဟာကြီးကန်းနေအပြင်တခြားငတ်မျိုးနွယ်ဝင်နေဖြစ်ကြတယ်စာကလေးကြက်တူဝေးကြက်စင်စားတဲ့ဒီကောင်းဒီမှာဝါတွေ့ရှိရလေးရှိတဲ့အပြုမှုတစ်ခုဖြစ်ပါတယ်ဒါဟာတဘာဝတရားကြီးကဖန်ဆင်းပေးထားတဲ့ဉာဏ်ရည်ထက်မြက်တဲ့တ attva တွေရဲ့ကိုပိုင်တန်ရှင်းနည်းလမ်းတစ်ခုဖြစ်ပြီးသူတို့ရဲ့ရှင်သန်မှုအတွက်အရေးပါတဲ့အခန်းကဏ္ဍကပေါဝင်နေတာဖြစ်ပါတယ်။ဘီယက်စိတ်တီဟာလည်းပဲဒီသဘောတရားမှာဆိုရင် ငှက်ကလေးတွေရဲ့လိမ့်ဆန်ဆရာဝင်လို့တော့မှပြောလို့ရပါတယ်။နေမကောင်းရင်စီကန်းသွားတယ်လို့ပါပဲ။ငှက်ဒီဟာလည်းပဲသူတို့နေရတာမကောင်းတော့ဘူးဆိုရင်တော့ဗျွန်းစိတ်အုံစီကိုသွားလေးရှိကြပါတယ်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှောက်ပွေးတင်ဆက်ပေးဖို့ပါမလို့ကျွန်တော်တို့ရဲ့ YouTube Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ဖို့အတွက်မမေ့ပါနဲ့။အစောကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။